င်္ဂလာပါခင်ဗျာတပတ်ဆိုတနေ့တိုင်းတင်းမဲစစ်စင်ကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီတပတ်မှာတော့တင်းဆိုင်တိုင်းထဲမှာတပတ်အတွင်းဖြစ်ဖြစ်ခဲ့တဲ့တင်းတွေကိုပြန်နေစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတပတ်မှာလည်းစစ်ကုတ်စီတပ်ဤလက်နေကြီးပကတ်မှုတွေတိုက်ပွဲတွေနဲ့အရသာတွေကိုပြစ်မှတ်ထားပြီးစစ်မှုထမ်းစုဆက်ခံတဲ့စတဲ့တင်းတွေပေါ်ဝင်မှာ ဖြစ်ပါတယ်မလဆက်ရှိရင်းနေ့ကတင်းလိုက်မျိုးနဲ့တင်ကွန်းကျွရမှာတက်ဆွတ်ထားတဲ့စစ်ကုတ်စီတပ်ကအနီးနောက်ရွာတွေကိုလက်နေကြီးတွေနဲ့ပက်ခတ်လို့ ခြားလမှုရတဲ့တက်ကတ်တချို့လင်းနေကြီးတိမှတိဆုံးခဲ့တယ်လို့သိရပါတယ်။သေဆုံးသူတွေထဲမှာကိုဟိုဆောင်မျိုးသမီးတဦးလည်းပါဝင်တယ်လို့သိရပြီးစုစုပေါင်းဆက်ဆောင်ပြည်သူ၄ဦးသေဆုံးခဲ့ပါတယ်။ဆလဘီနောက်တဲ့နေ့ဘုတ်ကတော့ဒဝဲမျိုးမောင်မေဆောင်ယူကဒဝဲနိပညာတက္ကသိုလ်နီးမှာတက်ဆွတ်ထားတဲ့စက်ကောက်စီတတ်တော်ဦးမလ၁၈နှစ်နဲ့နှစ်ပိုင်းကဇွေဝတ်ထွက်လာတဲ့အချိန်မှာပဲကခံရပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။ အဒီစကောစီတပ်ဖွဲ့ဝင်သုံးဦးကိုဒုရကဆက်ကြောင်းမှာတော်ရပက်ခတ်ခဲ့ပြီးတင်းနဲ့လုံးလဲအပါဝဲကြီးစံကြီပေါက်တို့လည်းသိစရာမိခဲ့တယ်လို့သိရပါတယ်အခုလိုစကောစီတပ်သားတွေပက်ခတ်ခံရပြီးနောက်စကောစီအမှတ်34မြောက်တက်ကလက်နေကြီးတင်နဲ့ပြန်လဲပက်ခတ်မှုတွေကြောင့်မောင်မဲရှောင်းရွာနဲ့ရေဖြူမြို့နဲ့ဇီကျဲရွာကတပ်ဖွဲ့နဲ့အုပ်ကြီးစံထိမှတ်ပြီးအပြစ်ထန်တရားရရှိခဲ့တယ်လို့လည်းသိရပါတယ်ဆလဘီနောက်တဲ့နေ့ဘုတ်ကတော့ ဒဝဲမြို့ဝင်ထွက်ကိုဆက်စင်းနေတဲ့စိတ်ကောက်စီစစ်စီဂိတ်တွေမှာဖြတ်တန်းတွက်လွန်နေတဲ့လူငယ်တချို့ကိုဖမ်းဆီးပြီးစစ်မှုထမ်းစစ်နဲ့ပို့ဆောင်နေတယ်လို့မြို့ခန့်တွေကပြောပါတယ်။မလလေးရင်းနေ့ကဒဝဲမြို့ဝင်ဗျတော်ဝအစက်ကောက်စီစစ်စီဂိတ်ကိုဖြတ်တဲ့အသက်28နှစ်အရွယ်မျိုးသားတဦးကိုစိတ်ကောက်စီတက်ကဖမ်းဆီးပြီးစစ်မှုထမ်းပို့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးခံရသူဟာဒဝဲမြို့ပေါ်မှာဆစ်ဆောင်နေတဲ့ဒေချောင်းမြို့နဲ့ရငယ်ကြီးရခန့်ဖြစ်ပြီးအဲ့ဒီနေ့မှာပဲသူကိုစစ်မှုထမ်းဆူဆောင်းတဲ့ ။ဒွေမျိုးဘောကစူပွန်ရုပ်ကိုပူးဆောင်လိုက်တဲ့တို့နိဆက်သူတွေကပြောပါရယ်။နောက်တဲ့နေဘုတ်ကတော့တနင်္သာရီထုတ်ကမော်တော်နဇက်ကုတ်သွင်းလမ်းမှာနှစ်ဖက်တိုက်ပွဲတွေပြစ်ထန်နေတာကြောင့်စစ်ကောက်စီတပ်ကလေရင်နဲ့ဘုံကျစ်တက်ခတ်မှုတွေကြောင့်ခြောက်နှက်ပေါက်တဟပြုတ်ချပစ်စီသွားတဲ့တို့မြို့သားညီညွတ်ရေးအစိုးရတနင်္သာရီတိုင်းစစ်တပ်နဲ့တော်လိုင်းအင်အားစုတွေကတိရပါရယ်။ မလ23ရက်နေ့နေ့လယ်7:00နာရီ50မိနစ်အချိန်မှာတနင်္သာရီမြို့နယ်ပေခေါ်ကျွရအုပ်စုထောက်ကမော်တော်နဇက်ကိုသွေးလောက်ပေါ်ကချောလောက်ပေါက်တရားကိုစစ်ကောက်စီတပ်ကဂျက်ဖိုက်တာလေယာဉ်နဲ့ဗုံးကျက်တိုက်ခတ်ခဲ့တာကြောင့်ပျို့ချပစ္စည်းသွားတယ်လို့သိရပါတယ်။နောက်ဆုံးတနင်္သာရီဘုတ်ကတော့ပလောမြို့နယ် စင်တိုးကြီးရွာကအမျိုးသမီးတူမိမျိုးမိုက်နေမိပြီးဘယ်ဘက်ကြီးတော့ကက်တောက်သွားတယ်လို့သိရပါတယ်။ဆက်56နှစ်အရွယ်ရှိတဲ့ဒေါ်စန်းရဲ့အဆိုသူဟာမလ22ရက်နေ့နနက်7:00နာရီအချိန်မှာရွာနဲ့နဖော်လခတ်အကွာမှာမိုင်းနေမိချင်းဖြစ်ပြီးဘယ်ဘက်ကြီးအပြင်ညဘက်ကြီးတွေလည်းဒဏ်ရာအပြစ်ထန်ရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။